တနင်္ဂနွေနဲ့တောက်ကြနဲ့ကဥတာဆိုတဲ့တက်ကြပါတယ်ဥတာစိန်ပန်းဒန်လာကိုရှာဆိုတဲ့တက်ထဲကဥတာဆိုရကအင်းတောင်းဘက်ကိုဆိုရတာဖြစ်တဲ့အတွက်တနင်္ဂနွေနဲ့တောက်ကြနဲ့ပေါန့်ဖက်မဲ့ဆိုရင် ပေါန့်ဖက်လို့ရတယ်လို့ပြောချင်းပါတယ်ချစ်သူကြီးစားဖြစ်လက်တွေတာအင်းတောင်းပို့တာဒီမှာအစင်ပြင်းနိုင်တယ်ကောင်းမွန်နိုင်တယ်လို့တတ်မှတ်လို့ရပါတယ်တနင်္ဂနွေသားသမီးကလည်းတောက်ကြသားသမီးကိုရွေးချယ်ရင်အစင်ပြေသလိုတောက်ကြသားသမီးကလည်းတနင်္ဂနွေသားသမီးကိုရွေးချယ်ရင်အစင်ပြေပါတယ် အဓိကသတိထားရမယ့်အချက်ကတော့အသက်ရွယ်ပါ။ဘာကြောင့်လဲဆိုတော့တနင်္ဂနွေရက်သဘောကကြီးဆိုးတယ်၊လွားမိုးတယ်ဆိုတဲ့သဘောရှိပြီးတောက်ကြရဲ့သဘောလေးကတော့နည်းနည်းလေးတဲတင်တယ်ဆိုတဲ့သဘောပါ။ဒါကြောင့်တနင်္ဂနွေကတောက်ကြပေါ်မှာလွားမိုးမယ်ဆိုတဲ့သဘောနဲ့ပါနေပါတယ်။တနင်္ဂနွေသားသမီးကအသက်ကြီးရမယ်။တောက်ကြသားသမီးကအသက်ငယ်ရမယ်။ဒီလိုဆိုရင်တနင်္ဂနွေကတောက်ကြပေါ်မှာအနံ့ရပြီးလွားမိုးမှချလို့အဆင်ပြေနိုင်ခြေကပိုပြီးလို့များပါတယ်။တကယ်လို့ တင်းငွေကအသက်ငယ်နေပြီးတောက်ကြကအသက်ကြီးနေမယ်ဆိုရင်တော့ပြဿနာနည်းနည်းလေးများသွားနိုင်တာကိုသတိထားပါ။ဘာကြောင့်လဲဆိုတော့တင်းငွေကလွားမိုးရမယ်အနံ့ရရမယ်သဘောရှိနေလို့ပါ။တောက်ကြသားသမီးအနေနဲ့ကတော့နည်းနည်းလေးတီးခံရမယ်ထင်မှပါပါတယ်။ကိုချစ်သူရီစားကတင်းငွေသားသမီးဖြစ်နေမယ်ဆိုရင်ကိုဘက်ကနေပိုးပြီးတီးခံရမယ်။သူရဲ့စိတ်ဆန္ဒအတိုင်းအလိုလိုက်ပေးနေရမယ်ဆိုတဲ့သဘောတရားလေးလည်းရှိနေပါတယ်။ဒါပေမဲ့တတိထားရမယ့်အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကပြင်ပလူဝင်ရောက်တာအတိတ်ကိစ္စတွေ ပြန်ပေါ်လာတာဆိုတော့ပြဿနာလေးတွေရှိတတ်ပါတယ်အတိတ်ကဖြစ်ခဲ့တဲ့ပြဿနာလေးတွေပြန်ပေါ်ပြီးနောက်ရှိတာမျိုးနှစ်ယောက်ကြားမှာအရင်ကဖြစ်ခဲ့တဲ့အကြောင်းအရာလေးတွေပြန်ပေါ်ပြီးစကားများတာအစင်မှုပြေတာမျိုးတွေဖြစ်တတ်ပါတယ်အားလုံးကိုခြုံငုံကြည့်မယ်ဆိုရင်တော့တင်းင်းတွေနဲ့တောက်ကြနဲ့ကအစင်ပြင်းနေတာစုံတွေထဲမှာပါနေပါတယ်အသက်ပိုင်းရတင်းင်းတွေကအသက်ကြီးရောက်မယ်တောက်ကြကအသက်ငယ်ရမယ်ဆိုတဲ့အချက်နဲ့ အတိတ်ကိစ္စတွေပြန်ပေါ်မလာအောင်တတိထားဖို့ပဲဖြစ်ပါတယ်။နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးတွေရှိမယ်ဆိုရင်တော့ comment မှာရေးခဲ့လို့ရပါတယ်။